မြင်လာပါရှင်ဗမာပုတ်ကချန်နေကနေစပရိတ်သက်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့ဆိုင်ရေးဆရာမင်းမျက်နှာရေးသားထားတဲ့ WL Back Guide ဇလန်လေးရဲ့အစီအစဉ်တူအပိုင်း32ကိုတင်ဆက်ပေးသွားကြပါတယ်ဇလန်လေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like ကန် subscribe လုပ်ပြီးတော့ဘီနာလူဒီခေါလန်လေးကိုလည်းနှိပ်သွားပေးဖို့အရင်ဆုံးတောင်းဆိုလိုက်ပါရစေရှင်ခွာစားပြီးတော့ line နဲ့တူတူဇလန်လေးကိုစီညောခန်းစားကြည့်လိုက်ကြရအောင်ပါနော်ညိုကြီးရဲ့ပိုင်း ကန်တာရွာထန်းတော်ထဲမှာမြို့ကြီးလောက်ကလူတွေအလုံးဒုတ်တာလက်နက်ကိုစီကန်ပြီးတော့ရောက်နေကြတယ်။မြို့ကြီးကရေပြင်ပေါ်မှာထိုင်နေပြီးတော့ညာဘက်လက်ထဲမှာလည်းငှက်ကြီးတောင်ဓာတ်ချောင်းကိုကြက်ကြက်ပအောင်ဆုပ်ကန်ပြီးတော့အန်ကိုတင်းတင်းတက်ထားတယ်။မျက်နှာကအတော်ခတ်တန်နေပြီးဒါသအရှိန်ရောင်နေလဲဖုံးလန်းနေတယ်။မြို့ကြီးရဲ့ဘယ်နဲ့ညာမှာတော့တီးအီးကောင်နဲ့ကောင်ဖြစ်တဲ့ငှက်စိုးငှက်မျိုးကလက်သေးတွေကိုကြက်ကြက်ပအောင်ဆုပ်အန်ကိုတင်းတင်းကျိပ်ပြီး မြပြင်ပေါ်မှာတူးထောက်ထံပြီးခေါင်းတွေကိုငုတ်ထားကြတယ်။မျက်အောင်လုံးရဲ့မျက်လုံးအိမ်ထဲမှာလည်းမျက်ရည်စရိအပြင်းနဲ့သူတို့ရှိတဲ့တဲ့မှာတော့တင်းအင်းနဲ့ငလာရဲ့အသက်မဲ့တဲ့အလောင်းနှလောင်းနောက်တောင်းလောက်ကြတော့ညူကြီးကဆက်ခနဲ့မတ်တက်ထရက်ပြီးတင်းအင်းနဲ့ငလာအလောင်းကိုနောက်ဆုံးအကြိမ်ကြည့်ပြီးတော့ငဆုံးနဲ့ငံမျိုးလိုခေါ်လိုက်တယ်။သူတို့နာမည်ကိုညူကြီးခေါ်လာတာကြောင့်ငဆုံးနဲ့ငံမျိုးဆက်ခနဲ့ဖြစ်ပြီးခေါင်းတွေချက်ချင်းမော့ပြီးဟောက်အကိုလို့ပြန်တူပြောလိုက်ကြတယ် ဒီအင်းနဲ့ငလာရဲ့အလောင်းတွေကိုမြင်ပြုတ်လိုက်တော့ငါမမြင်ချင်တော့ဘူးငါကောင်တွေအလောင်းကိုထပ်မြင်နေတူတဲ့သူတွေအကုန်လုံးငါဓာတ်နဲ့ခုတ်တတ်မိလိမ့်မယ်ဟုတ်အကူကျုပ်တို့အခုချက်ချင်းမြုပ်လိုက်ပါမယ်အေးပြီးရင်မင်းတို့နှကောင်ထန်းနေတဲ့ကိုလာခဲ့မင်းတို့ကငါမေးစရာရှိတယ်ကျန်တဲ့ကောင်တွေကတော့ဒီမှာပဲနေခဲ့မြို့ကြီးကအဲ့ဒီလိုပြောပြီးထန်းတဲ့ဘက်ကိုတယောက်တည်းထွက်သွားခဲ့တယ်မြို့ကြီးထွက်သွားမှာငဆိုးနဲ့ငမျိုးလဲမတ်တဲထားရပြီး မြို့ကြီးကောင်းလေးကိုမြေကျင်းနဲ့နဲ့နှစ်ကျင်းတူရန်အမိန်ပေးလိုက်တယ်။ငါစုံနဲ့ငံမျိုးအမိန်ပေးလိုက်တာနဲ့ဒီပိုင်းနဲ့မြို့ကြီးကောင်းလေးကောင်းကပေါတူတွေကော်ပြားတွေသွားယူပြီးကျင်းနဲ့နဲ့နှစ်ကျင်းတူတယ်။ထို့သောဖြင့်15မိနစ်လောက်ကြာတော့ကျင်းတူပြီးကြောင်းလှမ်းအော်တယ်။ဒီတော့မှငါစုံနဲ့ငံမျိုးကအလောင်းတွေကိုကိုယ်တိုင်မပြီးကျင်းစီကိုသွားတယ်။ငါစုံကတင်အလောင်းကိုမတယ်။ငံမျိုးကငလရဲ့အလောင်းကိုမတယ်။ကျင်းသားရောက်တော့ငါစုံကတင်အလောင်းကိုကျင်းတဲ့ကျင်းနဲ့အရင်ပြစ်ချတယ်။ ။ငစိုးနေသူငမျိုးကလည်းငလအလောင်းကိုတင်းတကျင်းနဲ့ပြချလိုက်တယ်။ဟဲ့အောင်နေမြေဖို့လိုက်တော့ငစိုးကပြောပြီးထက်သွားတယ်။ငမျိုးလည်းငစိုးနောက်ကိုလိုက်သွားတယ်။ကျင်းတူတဲ့လူလေးရောက်လေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြန်တူကောင်းကြီးပြပြီးအလောင်းနဲ့ကိုမြေမြန်ဖို့ကြတယ်။တန်တဲထဲမှာညူကြီးကလှဲ့အိတ်နေပြီးညာဘက်လက်ထဲမှာလည်းငှက်ကြီးတောင်ဓာတ်ကိုတက်တက်ပအောင်ဆုပ်ကိုင်းထားပြီးဘဲဘက်လက်ကနဖူးပေါ်ကိုအတားလေးတင်ထားတယ် သူ့ကြည့်ရတာတစုံတစ်ခုကိုလေးလေးနက်နက်စင်စားတွေးတောနေဟန်ရှိတယ်။ခဏကြာတော့ထန်တော်ရဲကိုငါဆိုးတဲ့ငံမျိုးဝင်လာတယ်။အကိုကြောက်တော့ရောက်ပါပြီ။ငါဆိုးတဲ့ငံမျိုးကလက်ကလေးတွေကိုနားပြက်ပြီးခေါင်းတွေကိုအငုပ်ထားတယ်။ငါဆိုးတဲ့ငံမျိုးအတန်ကြားတာနဲ့မျိုးကြီးငောက်ခနဲ့ထထမ်းပြီ။မင်းတို့ကောင်ကတင်းအင်းနားမှာအနီးကပ်နေတဲ့ကောင်လေးဆိုတော့ဒီရဲ့ပိုင်တင်းအင်းဘာတွေလုပ်တယ်။ဘဲခြေလန်းနေလန်းနေဆိုတာမင်းတို့သိမှာပဲကွာ။ငါ့ကိုပြောပြစမ်း။ ဒီရက်ပိုင်းတင်းအေးဘာတွေလုပ်လဲမျိုးကြီးမိတော့ကိုငါဆိုတဲ့ငါမျိုးကချက်ချင်းမဖြစ်ဘူးတယောက်မျက်နှာတယောက်အတိတ်ပဲပါပါကြည့်နေကြတယ်ဟဲ့ရောင်နေမင်းတို့ကိုတယောက်မျက်နှာတယောက်ကြည့်ခိုင်းနေတာမဟုတ်ဘူးဒီရက်ပိုင်းတင်းအေးဘာတွေလုပ်လဲငါ့ကိုအမှန်တိုင်းပြောစမ်းမျိုးကြီးကဒေါသတကြီးအော်ပြောတယ်ဒီတော့မှငါဆိုတဲ့ငါမျိုးလှုပ်လှုပ်ရွရွဖြစ်ပြီးတော့ကျုပ်ကျုပ်တို့ပြောတဲ့မပြောတဲ့စဉ်းစားနေတာပါအဲ့ဒီလိုတုံတုံရင်နဲ့ပြန်ဖြေကြတယ်ဟဲ့အောင်ပြောစရာရှိတာပြော ငါစိတ်ကြည်နေတာမဟုတ်ဘူးနော်။ငါလက်ထဲဘာကင်ထားလဲမင်းမြင်နေမလား။မြင်ပါတယ်အကို။အေးမြင်ရင်ပြော။ဟုတ်ဟုတ်ကို။လွန်ခဲ့တဲ့ဆက်ကအကိုတင်းရင်မောင်မောင်အင်ကိုသွားပြီးမောင်မောင်နဲ့သွားတွေ့ပါတယ်။ဘာကွာ။တင်းရမောင်မောင်နဲ့သွားတွေ့ရဟုတ်လား။ဟုတ်ပါတယ်အကို။ဘာကိစ္စသွားတွေ့ရတာလဲ။အကိုကိုတစ္ဆာဖောက်ပြီးမောင်မောင်လက်အောင်ဝင်းချင်းတို့သွားတွေ့တာပါအကို။ဒီကောင်ငါ့ကိုတစ္ဆာဖောက်ပြီးမောင်မောင်လက်အောင်ဘာကြောင့်ဝင်းချင်းရတာလဲ။အားရတော့ကြောက်တော့လည်းမသိဘူးအကို။ မင်းတို့ကိုမပြောပြဘူးလားမပြောပြဘူးကုန်းထားပါအဲ့လိုသွားတွေ့တော့ဒီကောက်ကိုမမောင်ကလက်ခံလိုက်လားချက်ချင်းလည်းမခံပါဘူးကိစ္စတစ်ခုခိုင်းလိုက်ပါတယ်သူခိုင်းတဲ့ကိစ္စအောင်မြင်တော့လက်ခံမယ်ပြောလိုက်တယ်ဘာကိစ္စလဲငါ့ကိုပြောစမ်းကိစ္စအထွေထူးမဟုတ်ပါဘူးလူတယောက်ကိုတတ်ခိုင်းလိုက်တာပါဘယ်သူလဲကိုငလကိုပါဒါပြင်ငလကိုတတ်တာဟုတ်ပါတယ်အကိုခွေးမသာတိတ်အေးမမောက်လက်အောက်ဝင်းချင်တာနဲ့ပဲအချင်းချင်းကိုပြန်တက်ရတယ်လို့ကွာ ကြားလို့ပါမကောင်းဘူးမင်းတို့ကဒီကိစ္စနဲ့ပါလာကြိမ်ပြောရပါတယ်အကိုကျုပ်တို့ဒီကိစ္စနဲ့လုံးဝမပါပါဘူးအကိုတင်အကိုငလာကိုတတ်မယ်ဆိုလို့တော့ကျုပ်တို့အတင်းသားခဲ့ပါသေးတယ်ဒါပေမဲ့ကျုပ်တို့ဘလို့မှတားမရခဲ့ဘူးဒီကိစ္စအကိုကိုပြောရင်ကျုပ်တို့ကိုတတ်မယ်လို့လည်းချမ်းချောက်တယ်အခုသူ့တည်ပြီမလို့ကျုပ်တို့အကိုကိုပြောရတာပါနောက်မို့ဆိုရင်တော့ကျုပ်တို့အခုထိရင်ကိုနှုတ်ပိတ်ပြီးနေရမှာဗျချားပါ ငလောက်ကိုတင်းရေးတတ်တာတော့ဟုတ်ပါပြီတင်းရေးကိုရောဘသူတတ်လိုက်တာလဲအဲ့ဒါကတော့ကျုပ်တို့လည်းမသိဘူးအကိုအကိုတင်းရေးအကိုငလတ်တက်ပြီးကျုပ်တို့စီကိုပြန်လာတယ်ပြီးတော့ကျုပ်တို့သုံးယောက်ဖဲဝန်းကိုပြန်သွားကြတယ်တိတ်ဝေးဝေးတောင်မရောက်လိုက်ပါဘူးရှေ့လေးရောက်ရောတစ်ပင်နောက်ကနေလူသုံးယောက်ပြေးထွက်လာပြီးကျုပ်တို့ခေါင်းတွေကိုဒုတ်နဲ့အားကုန်ရိုက်ခွဲကြတယ်အဲ့ဒီမှာဘလိုင်းကြီးအရိုက်ခံရပြီးလောကကြီးနဲ့ဆက်သွယ်ပြတ်သွားတာပါပဲဗျာဘာဝုံးမှလည်းမသိလိုက်တော့ဘူး နိုးလာတော့အကူတင်အသက်ခံထားရပြီဗျတပ်ပင်နောက်ကလူ၃ယောက်ပြေးထွက်လာပြီမင်းတို့ကိုဒုံးနဲ့ blind ရိုက်တယ်ဟုတ်လားဟုတ်ပါတယ်အကိုကျောက်တို့ကို blind ဝင်ရိုက်တာဘဲသူလဲဘဲဝါလဲအမင်းမျက်နှာမရှိဘူးဗျမင်းပြောပုံရဆိုရင်ဒီကောင်တွေကမင်းတို့မန်းတီလို့ကိုတမင်ဝင်ရိုက်တာဖဲဝိုင်းကထွက်လာတော့မင်းတို့နောက်ကိုဘယ်သူလိုက်လာသေးလဲမသိဘူးအကိုကျောက်တို့သတိမထားမိလိုက်ဘူးဗျဒါဖြင့်ဖဲဝိုင်းမှာမင်းတို့ပြဿနာတွေဘာတွေဖြစ်သေးလားဖြစ်တယ်အကိုဘယ်လိုနဲ့ဖြစ်တာလဲ ဘာကြောင့်ဖြစ်တာလဲငါ့ကိုပြောစမ်းဘသူနဲ့လဲဆိုတော့လူတယောက်နဲ့ဘာကြောင့်လဲဆိုတော့အဲ့လူဖဲရှုံးတာကိုအကိုတင်ရရီလို့အဲ့လူကိုမင်းတို့မသိဘူးလားမသိပါဘူးအကိုမင်းရောမမြင်ဘူးဘူးလားမမြင်ဘူးပါဘူးအကိုဒါဖြင့်အဲ့လူပုံစံကဘယ်လိုမျိုးလဲငါ့ကိုအသေးစိတ်ပြောပြစမ်းဟုတ်အကိုအဲ့လူပုံစံကဘယ်လိုလဲဆိုတော့ငါစိုးကအဲ့လူစကားစားချင်ပြီးတင်းရီပုံမှန်သဏ္ဍာန်ကိုအသေးစိတ်ပြောပြလိုက်တယ် ငါစိုးစကားဆုံးတာနဲ့ညူကြီးကခေါင်းတက်ငိမ့်ငိမ့်လှုပ်ပြီးသူနဲ့အတူနောက်ထပ်လူနှစ်ယောက်ပါပါသေးတာလို့နေတယ်။ဟုတ်အကူပါတယ်။ပြဒနာဖြစ်မှာဆိုလို့သူ့ကိုဝင်ဆဲကြပါတယ်။ဒါဆိုသိကြပြီ။မင်းတို့ပြောတဲ့သူကငါလက်အောက်ကကောင်တင့်လွင်သူ့ကိုဝင်ဆဲတဲ့နှကောင်ကမြားစိန်နဲ့ဝင်းနိုင်။ဗျာ။သူတို့ကအကိုလက်အောက်ကလူတွေဟုတ်လား။အေးဟုတ်တယ်။အဲ့ကောင်သုံးကောင်ကငါလက်အောက်ကကောင်တွေ။ဒီကောင်တွေကိုတင်အေးကောငါလက်ရောသိတယ်ကွာ။ ဒီကောင်ကြီးကလည်းတင်ရေးကိုရောငလကိုရောကောင်းကောင်းသိတယ်။ဟုတ်ကူ။အဲ့ဒါအသာထားဆက်စမ်းပါအောင်မင်းတို့ဆက်လမ်း။အဲ့ဒီကောင်ကြီးဘာဆက်ဖြစ်ကြလဲ။ဘာမှဆက်မဖြစ်ဘူးအကိုအဲ့ကောင်နေနဲ့ဇလန်းကအဲ့လောက်ပဲ။အဲ့ကောင်နေနဲ့ဇလန်းကအဲ့လောက်ပဲဆိုတော့နောက်ဇလန်းများရှိသေးတို့လားကွ။ရှိသေးတယ်အကိုအကောင်နေနဲ့အကိုတင်းရေစကားချစ်တင်များနေတော့ဖဲဝိုင်းကိုလူလေးယောက်ရောက်လာတယ်သူတို့ကရောဘယ်သူတွေလဲအဲ့ဒါလဲကျုပ်တို့မသိဘူ သူတို့ပြောတာတော့ဖဲဝမ်းကိုစောင့်ပေးနေတဲ့လူတွေလို့ပြောတယ်။ငွားကွာဘာမင်းမင်းမသိဘူးဆိုတာကြီးပဲ။ကျုပ်တို့တကားမှမမြင်ဘူးဘုအကိုအဲ့ဒါကြောင့်မသိတာ။ထားတော့သူတို့ပုံစံနဲ့အသေးစိတ်ပြောပြ။ဟုတ်အကိုသူတို့ပုံစံတွေကတော့ငဆိုးကအဲ့ဒီလိုအစချေပြီး မောင်အေးစံသိန်းရဲကြီးနဲ့အေးကျော်တို့ရဲ့ပုံမှန်သဏ္ဍာန်တွေကိုအသေးစိတ်ပြောပြတယ်။မြို့ကြီးကခေါင်းတိုင်ငိမ့်ငိမ့်နဲ့နားထောင်ပြန်နေ။ထို့သောဖြင့်ငဆိုးစကားဆုံးမှာတော့ မင်းပြောပုံအရဆိုရင်နှစ်ယောက်ကထွန်းလောက်ကောင်နှစ်ကောင်မောင်အင်းနဲ့စံသိန်းညီကိုနောက်နှစ်ယောက်ကဝင်းရောက်ကောင်နှစ်ကောင်ရဲကြီးနဲ့အေးကြောင်ဟုတ်လားအကိုဒီကောင်တွေကတက်ဖွဲ့သေးပဲလားမဟုတ်ဘူးအကိုသူ့အဖွဲ့နဲ့သူတတ်တတ်ဒါဆိုရင်တော့မဟုတ်သေးဘူးအကိုကျုပ်တို့တွေ့တဲ့လေးယောက်ကတက်ဖွဲ့တယ်သူတို့တွေမကဘူးနောက်ထပ်သုံးယောက်ပါအစ်စ်ပါသေးတယ်တက်ဖွဲ့သေးပဲဗျဟာဘာတွေဘလို့ဖြစ်ကုန်တာလဲဘယ်ကနေဘလို့ဒီကောင်တွေကတက်ဖွဲ့တယ်ဖြစ်ကုန်တာ အဲ့ဒါကတော့ကျွတ်တော့လည်းမသိဘူးကိုနောက်ထပ်ဝင်လာတဲ့သူ၃ယောက်ကမှအကိုတင်အေးကိုကိုတိလက်ရောက်လှုပ်တာဘယ်လိုလှုပ်တာလဲကွာတယောက်ကအကိုတင်အေးကိုချက်ချောက်နဲ့နောက်ကနေစောက်ကန်လိုက်တယ်အဲ့ကောင်ကိုအကိုတိတယ်အကိုနဲ့အတူဖျက်တဲ့ကောင်နောက်တကောင်ကိုလည်းအကိုတိတယ်ဗျာတော်တစ်သေးသားဆိုပြီးအကိုကလိန်ကကြစ်ကြသွားတဲ့ကောင်နှစ်ကောင်ဆက်ပြောစမ်းမဟုတ်အကိုလိုရင်းပြောရရင်တော့တယောက်ကချက်ချောက်နဲ့စောက်ကန်တယ်တယောက်ကအကိုတင်အေးကိုတက်ဖိထားတယ် တယောက်ကအကိုတင်းဆက်ပင်ကိုစောင့်ဆဲပြီးလင်းမျိုးကိုတံမြောင်အချုံနဲ့ထောက်ထားတယ်ဗျပြီးတော့ဗာဆက်ဖြစ်သေးလေတံမြောင်နဲ့ထောက်တဲ့ကောင်ကအကိုတင်းနဖူးကိုတံမြောင်အစိုးနဲ့နှစ်ချက်ဆက်ထုတ်တယ်ဗျပြီးတော့ဗာဆက်ဖြစ်သေးလေအဲ့ဒါပြီးတော့ဖဲဝမ်းကိုနောက်ထပ်လူနေရောက်ထက်ရောက်လာတယ်သူတို့ကြည့်ရတာတော့အတော်ဩစာရှိမဲ့ပုံပဲသူတို့လဲချောက်ရောဆော့ဆော့လူတွေအားလုံးတိတိတာပါငြိမ်းသားတယ်ဗျထုံးလာနဲ့ဝင်းအောင်ဖြစ်မယ်အဲ့ဒါကတော့ကြောက်တော့လည်းမသိဘူးကော အဲ့ဒီလူနေရောက်ရောက်လာပြီးမကြပါဘူးပွေပြီးသွားတာပဲပြီးတာနဲ့သူတို့လည်းနိုင်အိမ်ဘော်ကိုပြန်တက်သွားကြတယ်။음ဒါဆိုရင်တော့တိတ်ချပြီးထုံးလာနဲ့ဝင်းရောင်ပေါင်းမိသွားပြီးထားပါအဲ့ဒါအရင်မကြည့်ပါဘူးမင်းတို့ပြောပြတာငါနားထောင်ရသလောက်တော့တင်းအေးကိုတတ်တဲ့ကောင်ကတင်းနေနေ၃ညဟုတ်ဟုတ်မဟုတ်ရင်ဝင်းရောင်နဲ့ထုံးလာတို့တက်ဖွဲ့ဖွဲ့လက်ချက်ပဲဖြစ်ရမယ်ကွဟုတ်ကူဘယ်သူပဲဖြစ်ဖြစ်ကြောက်တော့လက်စားပြန်ချင်မယ် ကျုပ်တို့လည်းဘလိုင်းကြီးရိုက်ခွဲတာတော့တသက်မကြိမ်ဘူးဗျ။ငါဆိုးကလက်သေးကိုကြက်ကြက်ပအောင်ဆုပ်ပြီးတော့ထောက်အော်လိုက်တယ်။မောင်ခင်အိမ်ထဲမှာမောင်အေးစံသိန်းညီကိုနဲ့ကျော်တင်းတို့သုံးယောက်စကားတပြောပြောနဲ့အရက်ထိုင်တောင်းနေကြတယ်။ဒေါနာကတော့အိမ်မှာမရှိဘူး။သူ့ဇနီးချောင်းလေးကိုလွမ်းလို့ဆိုပြီးတော့သူ့ရဲ့ငိုပြန်သွားတယ်။ကောင်လေးညကြဟိုဘက်ရွာနိုင်ရဖဲဝိုင်းကိုထပ်သွားအောင်မလား။စံသိန်းကအရက်တမောမောပြီးတော့အမေတယ်။ဘာဖြစ်လို့လဲအကုန် ကြော်တဲ့ရမဖြစ်ပဲပြန်မေးတယ်။ဘာမှမဖြစ်ဘူး။ဒီတိုင်းသိချင်လို့မေးတာ။အော်မအော်နဲ့ငါမေးတာဖြစ်။မတော်တော့ဘူးအကိုဒီညအိမ်မှာအရက်အေးအေးဆေးဆေးတောက်ပြီးတော့အယူဝအောင်အဲ့ဦးမယ်ဗျာ။မအေးရတာနဲ့ရရှိပြီးအေးဘူးကတော့လူမလန့်ဘူးဗျာ။အေးမင်းမတော်ဘူးဆိုရင်ငါတို့လည်းမတော်တော့ဘူး။မင်းနဲ့အတူအရက်အမူးတောက်ပြီးအိမ်မယ်ကွာ။အဲ့လိုတော့လည်းဘယ်ဟုတ်မလဲ။အကိုကြီးတို့သွားစင်စိတ်ရှိရင်သွားပါ။ကြောက်မသွားလို့မတော်ဘူးဆိုတာတော့အတိတ်ပဲရှိဘူး။ တော်ပါပြီကွာမတော်တော့ဘူးတွားလဲအပူပဲငါတို့မှဖဲမကစားချင်တာတွားပြီဘာသွားလို့ရမှာလဲကွာဖဲမကစားချင်တော့မတော်နဲ့အကိုကြီးအေးအေးပဲတယ်ညကြတုတ်တုနဲ့အတူအမူးတောက်ပြီးအိတ်အိတ်တာအေးရွားတယ်အေးအဲ့ဒါကောင်းဆုံးပဲကွာအဲ့ဒီခါအင်းရှင်းကနေအင်းချင်းမဘသူရှိလဲရှင်းထွက်ခဲ့စမ်းပါဦးကွာတွေ့ချင်လို့ဆိုတဲ့အတန်တတန်ရုတ်တရက်ထွက်ပေါ်လာတယ်အဲ့ဒီအတန်ကြောင့်မောင်ဤတို့၃ယောက်မျက်မှောင်ကျုံပြီးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ် ကောင်လေးအပြင်ကိုထွက်ခဲ့စမ်းပါဦးကွာ။ဘယ်ရောက်ကောင်နေလဲမသိဘူး။ငါတို့အိမ်ရှိလာအောင်နေသေးတယ်။ရိုး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 လို့ကတော့ရိုက်ခွဲပြန်မှာနော်။ဟုတ်ကွ။ကြော်တင်းအောင်ပြောပြောဆိုဆိုနဲ့အဆက်ပလင်းကိုဆွဲပြီးမတ်တက်ထားရည်ပြီးပတ်စိုးကိုခတ်တူတူပြင်ဝင်ပြီးတော့အိတ်တဲကနေထွက်သွားတယ်။ထို့တော့ပြတောင်းလောက်ကြတော့အိတ်တဲကိုပြန်ဝင်လာတယ်။အဲဒီနောက်မောင်ရီဘေးကိုဝင်ထိုင်နေ။ကြော်တင်းဝင်ထိုင်လိုက်တာနဲ့မောင်ရီကစကားဆက်တယ်။"ကောင်လေးဘေးကောင်နေလေငါတို့အိတ်ရှိလာအောင်နေတာ။ဘေးကောင်မှမဟုတ်ဘူး" ကျောက်တို့မိတ်ဆွေတွေပြတတ်တမ်းမဲ့ဖင်ရပြီးလာအောင်နေတာဘာကွာငါတို့မိတ်ဆွေတွေဟုတ်လားဘယ်သူတွေလဲဟိုဘက်ရွာကောင်းနေဘာလဲဝင်းအောင်တို့လားဟုတ်တယ်အကိုကြီးဧကောင်နေထူးထူးဆန်းဆန်းပါလားကွာဒီကောင်တွေကငါတို့စီဘာလာလောက်တာလဲမသိဘူးအကိုကြီးအကိုထွန်းလာနဲ့တွေ့ပြီးစကားပြောချင်တယ်လို့တော့ပြောတယ်ဒီကောင်တွေဘယောက်သွားလဲပြန်သွားကြပြီလားမပြန်သေးဘူးအကိုကြီးကိုပြစ်ပေါ်မှာထိုင်ပြီးအကိုထွန်းလာကိုစောင့်နေကြတယ်မောင်ကြီးနဲ့ဆန်သိန်းကြီးကိုတယောက်မျက်နှာတယောက်ကြည့်ပြီး အဇက်ပလင်းကိုစီကံပြီးမတ်တက်ထားရလိုက်ကြတယ်။မောင်ရီတို့မတ်တက်ထားရတဲ့အတွက်ကြော်တင်လဲမတ်တက်ထားရတဲ့အဲ့ဒီနောက်၃ယောက်သာအင်းပြင်းဘက်ကိုထွက်လာကြတယ်။အင်းပြင်းဘက်ကကိုပြုတ်ပါမှာဝင်းရောင်တို့ဆရာတပည့်၃ယောက်ထိုင်နေကြတယ်။ဝင်းရောင်ကအလင်းမာထိုင်ပြီးဆက်လက်ကိုဟန်ပါပါတောက်နေတယ်။သူ့ဘယ်ဘက်နဲ့ညာဘက်မှာမြင်းမိနဲ့ငကြောက်ထိုင်နေတယ်။ခဏကြာတော့ဝင်းရောင်တို့ရှေ့ကို မောင်ရင်းဆန်သိန်းနဲ့ကြော်တင်တို့၃ယောက်အဇက်ပလင်းကိုစီနဲ့ရောက်ရှိလာကြတယ်။ဘာကိစ္စရှိလို့ငါတို့စီလာတာလဲ။ မောင်အေးကဇောင်းလင်ရောက်ချင်းအချက်ကိုတမောပါပြီးလေးတန်မမနဲ့မေးတယ်။မင်းတို့အကိုထုံးလာနေငါအရေးကြီးစကားပြောစရာရှိတယ်။အဲ့ဒါကြောင့်ဒီကိုတကူးတကနဲ့လာတာ။ထုံးလာပဲသွားလဲကွာ။ဝင်းရောင်ကဆက်လက်ကိုလက်ချညံ့ပြီးလေးတန်အေးအေးနဲ့ပြန်ပြောတယ်။အကိုထုံးလာမရှိဘူးသူ့အိမ်ပြန်သွားတယ်။ဒါဖြစ်တော့ခေါ်ပေးလို့မချဘူးလား။အရေးကြီးလို့နောက်ပြီးငါတို့လည်းချိန်တိတ်မရဘူးလို့ဆရာရရှိတယ်။တော့ခေါ်ပေးလို့တော့မချဘူး။မင်းတို့အချိန်မရရင်ငါတို့ကိုပြောခဲ့လို့ကြတယ်။ ဒါမှမဟုတ်ငါတို့ကိုလည်းပြောလို့ရတယ်ကွာငါတို့ပြောတာလေအကိုထွန်းလာကိုပြောတာနဲ့အတူတူပဲဘာလို့ဆိုငါတို့ကဒစိတ်တဲ့တဝမ်းထဲပဲဝင်းရောင်ကဆက်လက်ကိုတဖွာဖွာပြီးခေါင်းတိတ်ငိမ့်ငိမ့်နဲ့လှုပ်တယ်မြို့ကြီးတရင်မင်းတို့ကြားပြီးပြီလားညသူ့ကောင်နှစ်ကောင်အသက်ခံရတဲ့တရင်ကိုပြောတာလားအေးဟုတ်တယ်အဲ့ဒါဆိုရင်တော့ကြားပြီးပြီငါတို့ချင်းမကောက်အကိုထွန်းလာလည်းကြားပြီးပြီမင်းလာတာဒီကိစ္စပြောချင်လို့လာတာလားမဟုတ်ဘူးငါလာတာတခြားကိစ္စတစ်ခုနဲ့ကွာ ဒါဆိုလိုရင်းကိုပြောကွာဘာကိစ္စလဲထွေထွေထူးထူးတော့မဟုတ်ပါဘူးညိုကြီးကိုအပြတ်ချင်းမဲ့ကိစ္စဝင်းရောင်ကဆက်လက်ကိုအားရဘားရောက်ဖွားပြီးမိကိုရီကိုမောင်အေးဘက်အလုံးလိုက်မှုတ်ထုတ်ပြီးတော့ပြောတယ်ဘာကွာအေးဟုတ်တယ်ညိုကြီးကိုငါတို့အပြတ်ချင်းမဲ့ကိစ္စမင်းတို့ကိုပြောချင်လို့ဒီဝလာတာပြောတဲ့နယ်လို့လည်းထင်တော့ဟဲ့အောင်မင်းရမင်းကြိုက်တဲ့ကောင်ကိုတက်တယ်လို့သက်ညိုကြီးကတော့မထင်နဲ့ကွာညိုကြီးကငါတို့သားကောင်တက်ရင်တက်ငါတို့ပဲတက်မယ်မင်းတို့မတက်ရဘူး မင်းတို့ကြီးပဲတက်လို့မရဘူးငါလို့ယောကြီးနဲ့မင်းတို့ကြားမှာအကန့်တွေရှိတယ်လို့ငါနဲ့အဲကောင်ကြားမှာလည်းအကန့်တွေရှိတယ်အဲ့ဒါကြောင့်မင်းတို့အကုတ်ထုံးနဲ့စကားပြောချင်လို့လာတာဟဲ့အောင်အဲ့ဒါတွေငါတို့မသိဘူးညိုကြီးကမင်းတို့တက်ဖို့မပြောနဲ့ထိခွင့်တော်မရှိဘူးညိုကြီးကငါတို့ပဲတက်မယ်မောင်ကြီးကဝင်းကောင်ကိုအဆက်ပလင်းနဲ့ရွှဲပြီးတော့သောသားတကြီးပြောတယ်ချက်ချင်းဆိုသလိုမြင်းမိနဲ့ငကြောက်ကခါးစားတမြောင်တွေကိုဆွဲတော်ပြီးမတက်ထားရလိုက်ကြတယ် မြင်းမြင့်ကကြောက်ဓမြောင်နဲ့ထုတ်လိုက်တဲ့အတွက်ကြော်သိန်းကလည်းသူ့ခါးကြဓမြောင်ကိုအလင်းမြန်ဆဲထုတ်လိုက်တယ်။စံသိန်းကတော့မလုပ်ဘူး။ဝင်းရောင်တို့ကိုမျက်တော်မခတ်ပဲစိုက်ကြည့်နေတယ်။ကောင်လေးတွေမင်းတို့ဓမြောင်ကိုခုချက်ချင်းခါးကြပြန်ထုတ်ပြီးကိုညာကိုအေးစိတ်ပြန်ထိုင်ကွာ။ဒီကောင်လေးနဲ့ငါတို့ကရန်သူတွေမဟုတ်ဘူးမိတ်ဆွေတွေ။ဒါထုတ်ဆရာမလုပ်ဘူးပြန်ထိုင်။ဝင်းရောင်ကမန်ပါပါအမိတ်ပေးပြီးသူ့ကောင်လေးကိုထိန်လိုက်တယ်။ဒီတော့မှမြင်းမြင့်ကကြောက်ကဓမြောင်တွေကိုခါးကြပြန်ထုတ်ပြီးကိုညာမှာကိုပြန်ထိုင်ကြတယ်။ကောင်လေးစိတ်လျှော့ မင်းတမြောင်လဲပြန်သိမ့်လိုက်တော့အချင်းချင်းပြဿနာမဖြစ်စေချင်နဲ့ကွာစာသိန်းကကြော်သိန်းပခုံးကိုအသာပုတ်ပြီးတော့ပြောတယ်ကြော်သိန်းကခေါင်းညှိပြပြီးတမြောင်ကိုခါးချမှပြန်ထိုးတယ်အဲ့ဒီနောက်စာသိန်းကညင်ဖြစ်သူမောင်ကြီးပခုံးကိုဖတ်ပြီးစိတ်လျှော့ငါကအကုတ်ကိုမျက်နှာပြအောင်မလုပ်နဲ့ဒီကောင်လေးနဲ့ငါတို့ကရန်သူတွေမဟုတ်ဘူးမိတ်ဆွေတွေလို့လေးတန်းအေးအေးလေးနဲ့တခွန်ချင်းပြောတယ်ဒီတော့မှမောင်ကြီးကမျက်လုံးစုံပေးပြီးအသက်ကိုခပ်ပြင်းပြင်းရှုပ်သေးရှုပ်ထုပ်လုပ်တယ် အဲ့ဒီနောက်မျက်လုံးကိုပြန်ဖွင့်ပြီးမိတ်ဆွေတွေဖြစ်နေလို့ပေါ့ကွာနောက်မို့ဆိုရင်တော့ငါလက်ထရပလင်းနဲ့အဲ့ဒီကောင်ကောင်မိတ်ဆက်ပြီးသားလောက်ပြီးမောင်ရပြောပြီးတော့အိမ်ပေါ်ကိုပြန်တက်သွားတယ်ဝင်းရောင်ကစိတ်ဆိုးဒေါသထွက်နေဟန်မပြုတ်ပြုံးနေတယ်မောင်အေးထက်သားမှစံသိန်းကဝင်းရောင်ကိုရှုတ်တီတီကြည့်ပြီးဒီကိစ္စငါတို့ပြီးလို့ပြီးမဲ့ကိစ္စမဟုတ်ဘူးဒီတော့မင်းတို့အကိုလာတဲ့အထိစောင့်အချိန်မရလို့မစောင့်နိုင်ရင်တော့ပြန်အကိုပြန်လာရင်မင်းတို့လာသွားတယ်ဆိုတဲ့ကြောင့်ငါပြောလိုက်မယ် မပြောင်းတော့ဘူးကွာဇောင်းလက်စနဲ့လည်းမထူးတော့ပါဘူးဒွန်လာပြန်လာတဲ့အထိပဲစောင့်မယ်နောက်တစ်ခေါက်လည်းထပ်မလာကြတော့ဘူးဟုတ်ပြီအဲ့ဒါဆိုရင်တော့မင်းတို့သဘောပဲအကိုပြန်လာတဲ့အထိသာထိုင်ဆောင်ပြီးတော့ကောင်းလေသွားမယ်စံသိန်းကကြော်သိန်းကိုခေါ်ပြီးအိမ်ဘော်ကိုပြန်တက်သွားတယ်ဝင်းရောင်တို့သုံးယောက်ကြောင်တောင်တောင်လေးနဲ့ကြံရင်ခဲတယ်တော်တော်မတ်ရမ်းတဲ့ကောင်လေးကွာအိမ်ရှင်မပီတလိုက်တာအဲ့တဲ့ကိုအိမ်မော်တက်ပါအောင်တော့တခုမပြောဘူးငါကြောက်ကတောက်တစ်ချက်ခေါ်ပြီးတော့မကြင်မနဲ့ဖြန်နေတယ် မခေါ်တော့လည်းမတက်ရုံပေါ့ကွာဘာစီလဲမတက်ရက်နေတာမဟုတ်ပဲအခုလိုထန်းနေရတာပဲကျေးဇူးတင်ဦးကွာဝင်းရောင်ကပြုံးပြီးတော့ပြောတယ်ဝင်းရောင်ကပြုံးနေပေမဲ့မြင်းမီးနဲ့ငကြောက်ကတော့မပြုံးနိုင်မျက်နှာတစ်ခုလုံးနီးမြန်ပြီးဒေါသအလွန်ထန်းနေကြတယ်ထို့သောဖြင့်နောက်တောင်းလောက်ကြတော့ကြော်သိမ့်အိမ်ပေါ်ကပြန်ဆင်းလာတယ်ဟဲ့ရောင်နေစိတ်ပိုင်အိမ်ပေါ်တက်ခဲ့လို့ရတယ်အိမ်ပေါ်မှာအရက်လုံလောက်ရတယ်အရက်တော့ပြီးအကို့ကိုထိုင်ဆောင်အဲ့ဒါပြောဖို့ကောင်းတယ်နောက်မို့ဆိုရင်တော့၆ကက်ကန်နဲ့ပြင်းစရာကြီးကွာ ကျော်သိန်းကပြောချင်တာပြောပြီးအိမ်ဘော်ကိုပြန်တက်သွားတယ်။ကောင်လေးမင်းပြောတာကြားသွားလို့နဲ့တူတယ်ကွာ။အိမ်ရှင်ကအိမ်ဘော်တက်ဖို့ခေါ်နေပြီးတော့ရအောင်။မတက်ရင်ရရကြတယ်။ဝင်းရောင်တို့ဆရာတွေပဲ၃ယောက်အိမ်ဘော်ကိုတက်လာကြတယ်။ဟဲ့အောင်နေလားဒီမှာထိုင်။စံသိန်းကပြောတယ်။ဝင်းရောင်တို့ဆရာတွေပဲ၃ယောက်စံသိန်းရှိတက်တက်မှာထိုင်ကြတယ်။မင်းတို့မြင်တဲ့အတိုင်းပဲ။အဆက်ကတော့အလုံးလောက်ရှိတယ်။အမြင့်တော့မရှိဘူး။ဒီတော့ကိုလက်ညိုးကိုဆုပ်ပြီးမြေးပေတော့ စံတန်းရပြောပြီးဝင်းရောင်ရှိကိုအရက်တလုံးမြင်းမီရှိကိုအရက်တလုံးငကြောင်ရှိကိုအရက်တလုံးချပေးတယ်ဝင်းရောင်ကသူ့ရှိရောက်လာတဲ့အရက်ပလင်းကိုဇက်ခနဲ့ဆွဲယူပြီးတဝမော်တယ်မြင်းမီနဲ့ငကြောင်လည်းဝင်းရောင်နေတူအရက်ပလင်းတွေကိုဆွဲပြီးတဝမော်တော့ကြတယ်ဝါမှာပလင်းတွေကိုအောက်ပြန်ရှားကြတယ်ကောင်းလိုက်တဲ့အရက်ကွာမတရားရေစာမှုလို့များပူတော့ကောင်းနေတာလားမသိဘူးဝင်းရောင်ကလေးချင်းတစ်ချက်တက်ပြီးတော့ခပ်ပြုံပြုံပြောတယ်ဝင်းရောင်ပြောတာကိုသဘောကျပြီးစံသိန်းကတဟောင်းအော်ကြီးတယ် ရီလို့အာရမှာတိတ်ဟုတ်တာပေါ့ကွာမန္တရာရေစာတော့မဟုတ်ဘူးမန္တရာအရက်မန္တရာရေစာဆိုတာက စေတနာမှာပါပဲတွေးတဲ့အစားစာကိုပြောတာအရက်ကစားစာမှမဟုတ်တာဒီတော့မန္တရာအရက်ပေါ့ကွာအဲ့ဒါကြောင့်ပိုတော့ကောင်းတာစိတ်မကောင်းဘူးကလို့မန္တရာလေးပိုတော့ကောင်းလေပဲဝင်းရောင်ကပျော့ပျော့ဆော့ဆော့နဲ့အရက်ကိုတမောမောတယ်စံသိန်းကလည်းတဟာဟာအော်ကြီးပြန်နေပြည်သူများရှင်ဒီကနေ့မှတက်ဆက်ပေးခဲ့တာကတော့ ကပိလိဘက်ကအစီအစဉ်တူအပိုင်း32ကိုတင်ဆက်လုပ်ပြီးသားပါပြီရှင်။ဇလန်းလေးကိုအဆုံးထိလိုက်ပါနာဆင်အားပေးခဲ့တဲ့ပရိသတ်တဝူရှင်းစီတိုင်းကိုတွေ့ပြီးကျေးဇူးတင်ပါတယ်။တရားပြစင်းတဲ့နေတဲ့လေးကိုပိုင်ဆိုင်နေကြပါစေ။နောက်ရက်များမှာလည်းဒီလိုဇလန်းကောင်းလေးတွေနဲ့အတူတူနိုင်ရီကတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ပရိသတ်တို့ကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်ရှင်။